စိတ်ချမ်းသာလို့ကိုကျမ်းမာကြပါတယ်ဗျာကျွန်တော်ကတော့ဒီနေ့ကျွန်တော်တို့ဒီနေ့ကြောက်ဆယ်ကိုသွားမှာဖြစ်ပါတယ်ကြောက်ဆယ်မှာရှိတဲ့အမျိုးတွေစီကိုအလဲသွားမှာဖြစ်ပါတယ်ဗျာဒါသွားဖို့အတွက်ကျွန်တော်တို့အားလုံးဒီမှာအစဉ်သက်ညစင်ထားပြီးသားဖြစ်ပါတယ်သွားမှာလဲ သွားမှာလဲကိုကားနဲ့ကိုသွားမှာမဟုတ်ပါဘူးဒါကျွန်တော် express နဲ့သွားမှာပါ express သွားဖို့အတွက်အခုကျွန်တော်တို့ wave gate ကိုဆင်းဖို့အတွက်ကျွန်တော်တို့ taxi စောင့်နေတာဖြစ်ပါတယ်မကြခင် taxi ရောက်လာကျွန်တော်တို့ taxi နဲ့ wave gate ကိုဆင်းပါမယ်ခင်ဗျအဲ့တော့ကျွန်တော်တို့လမ်းမှာဟလာဟို express နဲ့သွားတဲ့အတွေ့အကြုံဘယ်လိုရရှိသလဲဆိုတော့ကျွန်တော်လည်းလက်ခဲကြည့်ပါဦးခင်ဗျဟလာ တစီကားဝရောက်နေပေါ့။ဒီကလည်းကျွန်တော်ဝေးသေးသေးလို့ဆင်းနေဖြစ်ပါတယ်။ဒါရီရ Yeah. Uh -huh. ခုဆိုရင်တော့ဒါကျွန်တော်တို့စီးရမယ်ကားဂိတ်ပေါ့နော်ရွှေမန္တလာကားဂိတ်ကိုရောက်ရှိဖြစ်ပါတယ်ဒါကြီးကတော့ကျွန်တော်တို့စီးရမယ်ကားကြီးဖြစ်ပါတယ်ခင်ဗျဒီကားကြီးကိုစီးပြီးကျွန်တော်တို့60ကိုခီးသွားကြမှာဖြစ်ပါတယ် သွားတဲ့အချိန်ကရွှေမန္တလာပါရွှေမန္တလာ express ားလေးထုတ်လိုက်ပြီးတော့ဒါတော့ lucky စစ်စစ်ကိတ်တွေမှာကျွန်တော်တို့ပတ်ပုံတွေစစ်စစ်ခံနိုင်မှုအတွက်ရဲအကူကနေပြီးတော့မပုံတွေလိုက်ပြီးတော့တင်းစီနေဖြစ်ပါတယ်အဲကျွန်တော်တို့ဒီချိန်မှာခီးသွားမယ်ဆိုလို့ရှိရင်မပုံတွေကအဖြစ်မနေဘာမှဖြစ်ပါမယ်မပုံတွေပြေးချန်နေတာလို့မပုံတွေတောက်ဆုံးသွားတာလို့ဖြစ်အောင်တော့ဒါကျွန်တော်ခီးသွားတဲ့ချိန်မှာတော်တော်ဆိုင် အခုမှထပ်လို့လုံုံရှိသေးတယ်။ဘာပဲဖြစ်ဖြစ်ဘယ်ရောက်ရောက်အိပ်မယ်ဆိုတဲ့သူကလည်းပါတယ်ဗျာ။ခုဆိုရင်တော့ကျွန်တော်စီလာတဲ့ရွှေမန္တလာ express ရာရှမ်းဘုံလေးအမြန်လမ်းမကြီးပေါ်မှာတက်ရောက်သွားဖြစ်ပါတယ် ့လည်း7နှစ်ရွေးတဲ့အချိန်မှာတော့ကျွန်တော်135မိုင်ရှင်ရနာစခန်းကိုရောက်ရှိပြီးတော့ခေတ္တခဏထမင်းစားရနာပါတယ် ျွန်တော်တို့ကတော့ကားရက်ပြီးတဲ့ရှိခရာကြီးဆိုင်မှာပဲနေ့လယ်စာတမဲစားခဲ့ပါတယ်မလေးပြန်ရ ကဲကျွန်တော်တို့나이ွက်나ပြီပြီဆိုတော့တက်ဆက်ငါမရနေပြီတော့ရှေ့ကိုခီးဆက်ထွက်ပါတော့မယ် င်းစားပြီးတော့ကာစီတော့ထုံးတဲ့နိုင်ပေါ့ဗျာအိမ်ငိုက်လာမျိုးလုံးတွေပဲကျင်းလာပါလားဗျာရာသီဥတော်တော်တာရတယ်ဗျာကျွန်တော်တို့မနေ့ကထွက်လာတဲ့ချိန်တော့မိုးတွေကျပြားတော့လေအဲဒီတော့ခီးရတော့ဖြောင်းပြရမလားအောင်ပြပါတယ်ဒါပေမဲ့အခုတနေကုန်ပေါ့ကျွန်တော်တို့ကားပေါ့အမြန်ကြီးပေါ့ရောက်ပြီးရချင်အောင်ရှာပြီးအခုချိန်လေးပေါ့ချိန်ထိအာရာသီဥတော်တော်လေးကိုကြည်လင်ပြီးတော့တာရနေတာတွေ့ရပါတယ်ဗျာ ပြည့်လည်နှစ်နိုင်လောက်တော့နေပြီးတော့ရောက်တယ်ဗျာနေပြီးတော့ကျွန်တော်တို့မဝင်တော့ဘူးဆရာအပေါ်ကနေပဲလှမ်းချလိုက်ပါတယ်နေပြီးတော့တိုးဂိတ်ကိုဖြတ်ပြီးကျွန်တော်တို့ရှေ့မန်းလေးဘက်ကိုရှေ့ဆက်ထွက်လာပါတယ်ဗျာ ေပြည်တော်နေပြီးတော့ကျွန်တော်ကြော်လာပြီးဆိုတာနဲ့ဒီဘိနာတဘာဝပုံကျင်အနေထားအသီးသာ ပြောင်းလဲလာပါတယ်။ရှန်ကုန်ဘက်ချမ်းလိုတပင်းတွေစိမ့်ဆူဆူနဲ့တိတ်မတွေ့ရတော့ဘူးနဲ့ပင်ပုပင်ပြလေးနဲ့ချုံလေးတွေတွေ့ရတာများလာပါတယ်။ဒါပြင်ကွင်းမြင်ချိတ်တွေလည်းတော်တော်များများတွေ့လာတာရှိပါတယ်ခင်ဗျာ။ဒါတော့ကျွန်တော်တို့အမြန်လမ်းပါကြီးပေါ်ကနေပြီးတော့ 183မိုင်တီကုန်းရှင်ရနာစခန်းနဲ့ကျွန်တော်လမ်းကိုဟိုမရောင်မန်းလေးလမ်းဟောင်းဘက်ကိုချုပ်ကိုဝင်လာတာဖြစ်ပါခင်ဗျအမြန်လမ်းမိုက်တိုင်းဆက်မသွားတော့ဘဲနဲ့ကျွန်တော်လမ်းဟောင်းတိုင်းကိုပြန်ချုပ်ပြီးဝင်လာတာဖြစ်ပါတယ် စီဇန်လေးမှာကားလက်စီထဲနဲ့လည်းခဏတစ်ခုနားပါမယ်ခင်ဗျာအချိန်ကညနေ3နာရီခွဲရှိပါတယ်တက်စီဇန်ရဆက်ထွက်လာတဲ့အချိန်မှာတော့အညာလမ်းလိုမကျေတော့ဘူးဒါတလန်းနဲ့တလန်းပေါင်းလိုက်ပါမယ်တော့ပြောင်းပါတယ်လမ်းကျန်ပါတယ်ခင်ဗျာဒီနာပတ်ဝန်းကျင်ဒီကားလေးကိုဘူးရဖေးရှားတွေ့ရပါတယ် ရပ်ပေါ်ပြီဗျာမချီလာကန်ယူပါကောက်ဖို့တော့ကောက်ဖို့ပါဆိုတော့ကောက်လို့တော့မရခဲ့ဘူးဗျာမချီလာထွက်လာတော့လည်းမှောင်လာပြီဗျာအဲ့တော့လမ်းပြင်းသားတွေတိတ်မမြင်ရတော့ဘူး ော့တော်တော်မောင်လာပြီဗျညနေခင်းစာအလှတွေကလည်းတမျိုးတော့ကြီးတို့လှတယ်နော် 我们要把我们的老梅头花都呢，都得卖掉，省下来点。<music> <music>